ပေးချစ်သူတို့မင်္ဂလာပါရှင်။ဆ iam မမိုးအင်းလျာရဲ့ဝတ္ထုတူများစုစည်းမှုနှစ်ထဲကဝတ္ထုတိုလီတစ်ပုဒ်ကိုဖတ်ပြချင်ပါသေးရှင်။ဝတ္ထုတိုလီရဲ့အမည်ကတော့နေရှိခဲ့ပါ။တချမ်းရဲ့တည့်မှာနွေးနွေးနီကိုကျော်တို့တည်ကျွမ်းခဲ့ကြသည်။တည်ကျွမ်းသည် ဆိုသည်မှာစတင်ရင်းနှီးမိခြင်းဖြစ်၏။ အစကတည်းကတယောက်နဲ့တယောက်မြင်ဘူးပြီးသားပြီတယောက်ကြောင့်တယောက်လေးရိုးတိုးရိပ်တိတ်သိပြီးသားပြီလွန်ခဲ့သည့်၃နှစ်လောက်ကကိုကျော်တို့မိသားစုသည်နှွေးနှွေးတို့နေထိုင်ရာစပယ်ချန်တဲ့သို့ပြောင်းလာခဲ့ကြသည်နှွေးနှွေးတို့ချန်နေကိုကျော်တို့ချန်ကြတွင်၃အိမ်လောက်ခြားသည်ကိုကျော်တို့အဖေသည် ပင်စင်စားအရာရှိကြီးတူဖြစ်ကြောင်းရင်းရီတို့ချန်နေကလျက်နေမမဝီဖြပြ၍တရားသည် မဝေကကိုကျော့အကြောင်းမကြမကြပြောသည်မမဝေသည် ကိုကျော့ကိုစိတ်ဝင်စားနေကြတိသာလှပေးသည်မမဝေကိုကိုကျော့နှိစလင်းမမဝေသည်မကြိုက်ဟန်ဆောင်သည့်ကြားမှကျေနပ်သည့်အသွင်ကိုတိသာစေသည်ကိုကျော့သည်စမှုတက္ကသိုလ်မှကျောင်းသားတယောက်ဖြစ်ကြောင်းတဦးတည်သောသားဖြစ်၍မိဘများကချစ်လာသည့်ကြောင်းကိုကျော့အမေကြီးကသွေးတိုးရောဂါရှိကြောင်း မာနကြီးเจ้าတို့ကိုပါနှွေးနှွေးသိပြီးဖြစ်နေလေသည်မမက်ရရကိုကျော်เจ้าသွားစဉ်နှွေးနှွေးတို့ချန်ရှိက ဖြတ်သွားခိုင်းတခါဆုံမှုသည်စပေပန်းတွေကမှုလိုက်တာရုတ်တရက်တန်ကိုကြာရတော့နှွေးနှွေးမော့ချီဖြစ်သည်နှွေးနှွေးကစကားတစ်ခုဖြင့်စပေဖူးတွေကိုငုံခူနေခိုင်းကိုကျော်ကချန်ဝမှရက်ကြီးနေသည်အော်နှွေးနှွေးကထုံမြတာပြန်ပြောဖြစ်သည် အချားမြည်သည့်စကားပြောရမည်ကိုလည်းမစင်စားတတ်ချေအိနီနာချင်းမို့နှုတ်ဆက်စကားဆိုတင်သည်ကိုတော့တတိယသည်ကိုကျော်ကသူ့ကိုပြုံးပြပြီးရှေ့သို့ဆက်လျှောက်သွားသည်နွေနွေက ကြောင်းသွားတော့မလို့လားဟုတိုးတိုးလေးပြောဖြစ်သည်သူကြားမကြတော့မသိပေမိုးမကြမီနွေရက်များတွင်စပယ်တွေလှိုင်းနေအောင် ပွင့်လေသည် ရွေးမွေးတို့တစ်ချံလုံးကသာမက အိမ်ရှိလမ်းမပေါ်ရအောင်မှုပြန်နေတက်လေသည် အမှန်မေသူက စပယ်ပန်းနံကိုစိုက်တယ်ထင်ပါရဲ့ဟု တွေးကတယောက်ထဲပြုံးမိသေးသည် ထိုအကြောင်းကိုမမဝေကိုပြန်ပြောပြမည်ပြုပြီးမှဘာကြောင့်မှမသိမပြောဖြစ်တော့ပြီနောက်တော်လေကိုကျော်နေလမ်းမှာအကြခဏဆုံးဖြစ်ကြသည်ပြုံးပြယုံခေါင်းကြီးပြယုံအလွန်ဆုံးဘဲသွားမလို့လဲဟုနှုတ်ဆက်ယုံကလွယ်၍ အချားမြည်သည့်စကားများမပြောဖြစ်ကြပေတခါတည်းရင်ပခုံးချင်းရှင်၍လျှောက်သွားခိုင်းကိုကျော်၏ရက်ကြီးကမြင်မာလှသည်ကိုတတိပြူမိသည် မနစ်ကကြံရက်တွင်နွေနွေမမဝေနေမမဝေဤတငယ်ချင်းတစုရေပက်ခံချွကြဤမမဝေက စီဝါရေးတက္ကသိုလ်မှာတက်ရောက်နေပြီပုံ သူတငယ်ချင်း တက္ကသိုလ်ကျောင်းသူတွေပါလာကြသည်နွေနွေက စေတန်းဖြီထားစဲမှုတယောက်ထေပေါ်ကွဲနေဤ ကားတကားလုံးမှာလေကားမောင်းသူကလွဲလွင်မိန်းကလေးတွေချီဖြစ်သည်မမဝီတို့သည် လေရင်ပက်ရင်မှအတင်ရဲလာကအင်းရကန်လေလော့အသင်းသူကားမောင်းခိုင်းလေသည် နွေနွေမှာတော့ကိုကျွမ်းကျင်ရနေပေမဟုတ်သည်မို့ရှင်ရွံ့အားငယ်နေမိသည် အပြော်ဘားကို ရှာဖွေသူလူတွေကလည်းညပြလွန်လာသည်အင်းလျာရှိတဲ့မှာကုခက်စော်ကစားသူတွေဖြစ်ပြေနှံ့နေ၏ ချစ်ချင်းဤတစ်ဖွဲကသက်ကယ်လေးတစ်စင်းဖြင့်ကင်းလှဲနေကြသည်မမဝီတို့သည်ရေဆက်ရအောင်ဆင်းငါကစားကြသည်နှွေတွေသည် ရေကြောက်သည်ဖြင့်တယောက်ထဲနောက်မှကျန်ရည်ဤထိုစင်းမှာရုတ်တရက်လူတွေဝိုင်းလာကနှွေနှွေကိုကန်ရည်ဖြင့်ဒရက်ဆက်ပကြတော်သည်နှွေနှွေသည် အော်ဟေ့ရင်းကပင်ရေတွေမုန်းလာက အသက်ရှူ၍မရတော့ပင်ညနာကိုလဝအုပ်ရင်ခေါင်းကိုခါရမ်းနေမိလေသည် ကြာတော့နှွေးနှွေးနှလုံးလေးပြာဝေလာသည် တော်ကြပါတော့ဗျာတော်တော့ပါပြီတောင်းမမာတဲ့တငယ်ချင်းတို့သူခမမွန်းနေပြီမူးလဲတော့မဲဗျာလူတယောက်ဤတောင်းပန်တိုးရှိုးတန်ကို ကြားရပြီနှွေးနှွေးဤလက်မောင်းကိုဆွဲကရေလွတ်ရသူဆွဲခေါ်သွားသည်ကိုသာသိလိုက်ရသည်မမဝီတို့လူစုကိုမှုံဝါးဝါးမြင်လိုက်ရပြီးသည်နောက်နှွေးနှွေးသည် ရှက်ချင်းကြောက်ချင်းဖြင့်ညနာကိုလက်ဖြေအုပ်ခါမိုးချလိုက်မိလေသည် တိတ်ပါနွိနွိရဲ့မမဝီတို့ကနွိနွိပါလာတဲ့မှတ်လို့လှည့်ကြည့်လိုက်တော့ရေတွေဝိုင်းပက်နေတာအော်လို့လည်းမရဘူးတော်တော်ဆိုးတဲ့လူတွေကုကြော်ရောက်လာလို့တော်ပါသေးရဲ့ထိုအခါမှာနွိနွိသည်ရေဆိုးစပင်များကိုမျက်နှာပေါ်မှာအေရှားကမော်ကြည့်မိ၏ခယူနာမျက်လုံးများနဲ့အတူစိုက်ကြည့်နေသောကုကြော်ကိုမြင်ရတော့ပိုလို့ပင်ရှက်စိမ့်မွန်ကမျက်နာတွင်နီးမြန်းကုန်သည် မမဝီတို့ကလည်းဗျာမိန်းကလေးတွေကြီးပဲဒီလိုနေရာမျိုးမလာသင့်ဘူးကိုကျော်ကမမဝီကိုကြည်ကပြောလိုက်သည်မမဝီကနှကန်းကိုမဲ့ကပြန်ပြောသည် ကျမတို့ကလည်းလူရှင်နဲ့ဆိုပြီးဝင်လာတာပါရှင်ဒီလိုမှန်းသိဘယ်လာပါမလဲရှင်တို့ယောက်ျားတွေကလည်းတောင်းကျမ်းလို့มาတယ်မမဝေတငယ်ချင်းများကကိုကျော်ကိုကြည်ကအကြောင်းမဲ့ဟာနေကြပြန်သည် ကိုကျော်သည်မိန်းကလေးတွေကြားထဲတွင်တယောက်ထည်ရောက်နေသဖြင့်မျက်နှာမှာနီလာသည်ကဲပြင်ကြရင် ကောင်းမယ်ထင်တယ်ကားပင်မှာရက်ထားလေကျွန်တော်လိုက်ပို့ပေးကောင်းပါပြီကဲတင်ရှင်ကြီးရဲ့မမဝေတငယ်ချင်းတယောက်ကနောက်လိုက်ပြန်သည်ပြီကိုကျော်ဒေါသလည်းထွဲရှက်လည်းရှဟန်ပြီးရှေးကထွက်သွားလေသည်နေပါဦးကိုကျော်ရဲ့နေပါဦးကို မမဝေနေနှွေးနှွေးနှုံမရိုင်းတူးလိုလိုအတန်ထွက်သွားကြလေသည် မမဝေးသည်နှွေးနှွေးကိုတချင်မြစိုက်ကြည့်လိုက်နှွေးနှွေးသည်မျက်လွာကိုချလိုက်ပါသည်ကိုကျော်သည်နှွေးနှွေးတို့ကိုရက်ဆောင်နေ၏နှွေးနှွေးသည်စောစောကနှွေးနှွေးလက်မောင်းကို ကိုကျော်ဆွဲခဲ့သည်ကိုတတိယကမျက်နာနီးမြန်းသွားပြန်လေသည်ကဲအမိတို့မြင်လားနွေနွေတို့မင်းကလေးတတိုက်သည်ကိုကျော်နောက်မှလိုက်သွားကြပြီ။ကားရှိရာသို့ပြန်သွားကြရသည်။ နောက်မှလူတိုက်ဤဟာတိုက်၍လောင်ရည်တံကို ကြားရပြန်လေသည်။နှွေးနှွေးသည်လိုက်လာမိသည်ကိုများစွာနောင်တရကကိုကျော်ကဘလူများထင်မြင်လဲဟုတွေးကပူပန်မိပြန်လေသည်။ဘဲဟုဆက်သွားကြအောင်မလဲ။ကိုကျော်ကမမဝေကိုကြည်ကဝေးသည်။နှွေးနှွေးတော့မလိုက်တော့ဘူးပြန်မယ်။နှွေးနှွေးသည်မမဝေအကြည်ကိုရင်ဆိုင်ရပြန်သည်။မမဝေတို့လည်းပြန်တော့မှာပဲ။ကိုကျော်ကပြန်မယ်ဆိုရင်တခါလေးလက်ခဲ့ပါလား။ ဟုတ်တယ်လိုက်ခဲ့ပါယောက်ျားသားတယောက်ပါတော့အကူရတာပေါ့မမဝေတငယ်ချင်းတယောက်က ဝင်ပြောပြန်သည် မလိုက်တော့ပါဘူးဗျာခမားတို့ပဲအိမ်ကိုရောက်အောင်ဖြောင်းပြောင်တန်တန်ပြန်ကြပါတော့မမဝီအငယ်ချင်းများသည်ကိုကြော့ကိုနောက်ပြောင်နှုတ်ဆက်က ထွက်သွားကြလေသည်မိန်းကလေးအလုံးကကိုကြော့ကိုအပြောင်အပြဲသဘောထားကြသည်ကိုရွံ့ရွံ့မချင်တတ်တော့လေဘာမျှပြောသားပြီး ။သို့တော့မမဝီဤမျက်လုံးများကတော့တမျိုးပါပဲ။ကိုကြကြောင်မောင်ကြီးရတာရုပ်ဖြောင်းမိမိစိတ်တူတက်ပုံရတယ်နော်။ချစ်စရာကြီးပေါ့။မချစ်နဲ့နော်။မဝီနဲ့နှောင်ချင်ချနေရမယ်။တယောက်တစ်ပေါက်ပြောဆိုရှိမောတဲ့များကြားတွင်မမဝီဤကျေနပ်တော်ရည်တန်တူတူလေးကို ကြားရလေသည်။နောက်နေ့အကြံအကြံတွေတွင်ကိုကျော်နေတကားထပ်ဆုံရသည် နှွေနှွေကအိမ်ရှိအားကစားယုံကြည်တဲ့တွင် ရောင်နေသောမိဘဒုက္ခတဲ့တွေကို မုံလုံးရှိပေါ်သွားဝေသည် ကုကျော်ကလည်းသူ့အမေနောက်မှရွှေရင်အိမ်ချန်ကြီးကိုကိုင်းကရက်နေသည်ကိုတွေ့ရသည်နှွေနှွေဟောအကိုဒီတခါတော့ရင်းရင်းနီနီနှုတ်ဆက်ဖြစ်ကြသည်ကုကျော်အမေကြီးကနှွေနှွေကိုလဲကြည့်သည်မိမကြီးဤဆူရှလာသောမျက်လုံးတန်းကြောင့်နွေ့နွေ့မျက်လွာချလိုက်မိသည် ၍ရွေ့ရွေ့သည်တပားသူ၏မျက်လုံးကြီးကိုရင်ဆိုင်ရဲစိတ်တက်အင်းအားနေလှပေသည်တိမ်ပြင်းသောစိတ်ကနှွေးနှွေးကိုကြီးဆိုနေသည်အားငယ်စိတ်ကအစင်းလွှမ်းမိုးနေ၏မိမိဒါဟိုဘက်စပယ်မြိုင်ချင်းကနှွေးနှွေးလီနှွေးနှွေးဒါအကူတို့မိမိကူကျော်ကနှွေးနှွေးနေသူ့မိမိကိုမိတ်ဆက်ပေးသည်နှွေးနှွေးကဟုတ်ကဲ့ရှင်ဟုခေါင်းငင်းပြလျင်ယိုယိုတည်တည်ပြောသည် မိမကြီးကအော်အော်ဟုမျက်လုံးကိုမေ့စင်း၍တုံပြဲသည်ဒီနေ့ရေပက်ခံမထွက်တော့ဘူးလားဟင်အင်းသီလာယူထားတယ်လေကိုကျော်ကနှွေးနှွေးနဲ့ရက်စကားပြောနေကကိုကျော်အမေကလမ်းခေါ်သည်သားကြီးဒီဘက်မှာပကံတွေသိမ့်လိုက်ပါဦးကိုကျော်သူအမေသည်ယောဂီယာပိုးထမိန်နေယောဂီယာနိုင်လုံးတစ်ပတ်ကို ကိုမပတ်ထားတော့လေစိတ်နှက်ရောင်ကတော့တဖြက်ဖြက်လက်လျက်ရှိသည် နောက်နေ့မှာနွေနွေဒေတာကောလီတို့တရားဤကုကျော်ကနွေနွေကြောင်းစင်းချိန်မှာလာဆောင်သည်ကုကျော်ကနောက်ဆုံးနေ့ရောက်နေပြီဖြစ်၏မမဝီကတော့ဒီနှစ်ပွဲရ၍အလုရှာဆဲဖြစ်သည်မမဝီကအလုံးမရလေလေအရေးမကြီးပေမမဝီတို့အဖေကခြိဆက်မှာအရာရှိကြီးတူဖြစ်သည်မို့အချိန်မရွေးအလုံးသွင်းပေးနိုင်သည်ဟုပြောသည် မမဝေကကို့ဖေဌာနမှာမလုပ်ချင်၍တခြားနေရာရှာနေရသည်တဲ့နွေနွေကတော့ယခုလိုကြောင်တက်ခွင့်ရနေသည်ကိုပင်ဦးလင်းထင်တော်တော်ကိုကျေးဇူးတင်နေရသည်နွေနွေတို့အဖေများကကျဲ့မျောနာကရွာလေးတူရမာနေသည်စင်ရဲသောလက်လုံလဆားများသာဖြစ်သည်မို့နွေနွေကိုပညာတက်စေချင်၍ရန်ကုန်ပို့ထားခြင်းဖြစ်သည်ဦးလေးကခြိဆက်မှာစည်ရေးကြီးများသာဖြစ်ပြီး ချံအလုတ်ကိုသာအားထားကြရသည်။နွေနွေရောက်မှ စပေးယုံတွေကိုတိုးချေကနေ့စဉ်ဖြစ်ချက်စရာပူရှာအောင်ခူရရောင်းရသည်။ချံချင်းကန်နေတော့လေမမဝီတို့ကိုကျော်တို့နေအချင်းနေချင်းကမတူပေ။မမဝီတို့အင်ကြီးက ခြေတန်းရှိသူမိုးအင်ကြီးကိုကျော်တို့ကမူချံကိုကြေကြေထားကတထက်အိမ်နိုင်လေးစောက်ထားသည်။ချံဆောင်မာလီငှား၍နှင်းစီနှင်းဒေစီပန်းများပြိုထားလေသည် နွေနွေကကျောင်းမပြန်ရောက်ချင်းအနာမယူနိုင်ပေ။စပယ်ပူးတွေကိုခူရသည်။ဖောက်တင်လာယူသောကောင်လေးနှင့်နှစ်ယောက်ပြန်တူမနာတဲ့ခူပါမှစပယ်ပူးတထောင်ကျော်ကိုညနေမှောင်ရင်ပြိုးစားမှခူလို့ပြီးလေသည်။မနဲ့လင်းလင်းဖြင့်စပယ်ငုံပူးတို့သည်အတီးတီးပွင့်အားက စပယ်ကောင်လေးတွေအပြေးအသွင်ပြောင်း၍ရောင်းသူဝဲသူတို့လက်ဝဲလန်းဆန်းမှွေပြန့်နေကြပေမည်။ ဒေတာကောလေးမှာညွက်ဝဲကျိုးသည့်ချိန်ကိုကျော်ကရင်းရင်းကိုချစ်ကြောင်းဖွင့်ပြောသည်။တမိုင်းကျောင်းဆောင်များရှိမှညီညာပြန့်ပြူသော ကတရားလန်ကိုနှစ်ယောက်တွေ့၍လှမ်းလာစဉ်ကိုကျော်ကရင်းရင်းလက်ကိုစုပ်ကိုင်းထားသည်။ရင်းရင်းဤလက်များသည် စပယ်ပန်းနှင့်ထိတွေ့ရဖန်များ၍စပယ်ပန်းနှင့်တင်နေသည်တည်း။ကိုကျော်ကစပယ်နှံ့ကိုနှစ်သက်သည်ဆိုတာနွေနွေလက်တွေကိုယူနန်းသည်နွေနွေကမယုံမီ ကိုကျော်မိဘတွေကနွိနွိနဲ့သဘောတူပါမလားမမဝီကကောကျေနပ်ပါမလားနွိနွိရှင်ထဲမှာတောကဖြစ်မိတော့လေနှုတ်ကဖွင့်မပြောဖြစ်တော့ပြီဓာရီပြောဖြစ်သည့်တန်အောင်လေနွိနွိကကိုကျော်ကိုမချစ်ပဲနေမှာမှမဟုတ်တာမမဝီသည်ကိုကျော်တို့အိမ်ကိုဆွေမျိုးရင်းချတယောက်နဲ့ဝင်ထွက်သွားလာနေသည်ကိုနွိနွိသိနေရလေသည် ပြီးတော့မမဝေသည်ရခင်ကလူနှွေးနှွေးနှစ်လဲတိတ်ပြီးခင်ခင်မင်းမင်းနေတော့ပြီနှွေးနှွေးကလည်းမမဝေသူစီမလာသည်တွင်ဝမ်းသာ၏သူမဟုတ်လေလေမမဝေဤမျက်လုံးများနှင့်ရင်ဆိုင်ရလေနှွေးနှွေးပင်အားငယ်ရအောင်မည်ယခုတော့နှွေးနှွေးသည်စပယ်ဘူးတွေချမှာ သူ့ဘဝကိုနှိမ့်မြုပ်ရင်းပျော်မွေနေမိ၏ကျောင်းစင်ချိန်တိုင်းတွင် ကိုကျော်ကနှွေးနှွေးကိုလာကြိုနေတတ်သည် ဒီမြနေ့နွေနွေဘဝသည်ပြေဆုံးနေချေပြီကုကျော်ကြောင်းလဲပြီးသွားပြီနွေနွေစီလာနေတာ အင်းကဘယ်သွားသလဲလို့မမေးဘူးလားမမေးပါဘူးတငယ်ကြီးနေစီသွားတယ်လို့ထင်မှာပေါ့နွေနွေတို့ကြောင့်မမဝေသိရင်ဘလို့နေမလဲမသိဘူးနော်ဘာဆိုင်လို့လဲကုကျော်မျက်နှာသည်နင်းနေတော့ပြောင်းလဲသွား၏ပြီးတော့ဆက်ပြော၏ကုကျော်အလို့ရရင်နွေနွေကိုလက်ထပ်ပြီးတခါတည်းခေါ်သွားမယ်လိုက်ခင်နော်နွေနွေမှကြောင်းမပြီးသေးတာ စာပေးစာယူဖြေဖို့နွဲ့နွဲ့ရာနွဲ့နွဲ့မရှိရင်စေပန်းတွေဘသူကုမလဲမိုးရီရွာတော့အလိုလိုကြွေကုန်မှာပေါ့အကြောင်းမဲရီမောမိကြီးထိုနေ့ကမိုးလေးတပြိုင်နှစ်ပြိုင်ရွာတစ်ပြေးနွဲ့နွဲ့တို့နှစ်ယောက်ဖက်စကားမှတ်တိုင်မှာမိုးခိုကြသည် ကိုကျော်တို့အင်္ဂါကားလေးအင်းစိန်လမ်းမပေါ်မှာချက်သွားသည်ကိုနွဲ့နွဲ့တို့နှစ်ယောက်လုံးမမြင်ကြပြီအဖေမေရောတရိယာတည်းရဲ့လား ကျောင်းပီတုံးလေးတစ်ခေါက်တလေပြန်ချီ哦အတော်လေးတန်းကတမျိုးဖြစ်နေသည်ဟုတော့ထင်လိုက်မိတာအတော်သည်ဦးလေးနှင့်ပတ်သက်ပြီးတော်ရသည်ဆိုတော့လေသားသမီးမရှိ၍နွေးနွေးကသာ အပီးပိုင်မွေးလိုသည်ဟု ဆိုဘူးခဲ့ပြီနွေးနွေးကလည်းစပင်ပြိုင်ချံကိုတန်ရောစင်ပြည့်နေပြီနွေးနွေးရောက်မှစပင်မြိုင်သည်ပုံမဆူပြေလာတာလေအမှန်မေးသူစင်လေအကြောကနွေးနွေးကို ရွာပြန်ခိုင်းသည်မှာ သွေယူသားယူတာဖြစ်ပါစေတော့ဟုနွေနွေရှင်ထဲမှတန်လျာကို ခြေဖြက်ပြေးရသည်ចောင်းတွေပိတ်သွားတော့ကိုကြောင်းနဲ့မတွေ့ရမယ့်အတူတူရွာပြန်လာပဲကောင်းပါတယ်ဟုတွေးကာနွေနွေအထုပ်အပိုးပြင်းလေသည်ကိုကြော့ကိုနှုတ်ဆက်ခြင်းသေး၍ခြံဝတ်မှာစပယ်ပန်ကိုရင်မကြမကြမျောကြည်ရသည်ကိုကြော့ကလေးနီးနိုင်လိုက်တာလမ်းမော်ကိုထွက်လာတာတခါမျှမမြင်ရပဲ ဆောင်မီဝဲပြီးသည့်နောက်ဆုံးရက်ကကုကျော်နှင့်အတူသမရယုံမှရုပ်ရှင်ကြည့်ပြီး369မှာညစာပြန်စားသည်ကုကျော်တို့အိမ်ကကားကိုလေပထမဆုံးစီဖြစ်သည်ကုကျော်ကသူမကြခင် အလုံးရတော့မည်ဖြစ်ကြောင်းပြော၏နှွေးနှွေးနှင့်လက်ထပ်ဖို့ရဲ့နီလာပြီဆိုကနှွေးနှွေးကိုမျက်နှာမထားတတ်အောင်စာလီသည်နှွေးနှွေးသည်ပစ္စည်းများကိုသိရင်ကအလိုလိုဝန်းနေလာက ရှင်နေမှလေမဖို့ပြတတ်သောဝေဒနာကဖြစ်စည်းလာ၏နှွေနှွေသည်မိဘစီသို့မပြောင်းခြင်းသောနှွေနှွေဖြစ်နေပြီလားအဖေမေတို့ဤရိုးသား၍နွမ်းပါလှသော မျက်နှာများကိုမေယောကအင်ဂျင်နီယာကြီးကိုကျော်နတ်ကိုလိုက်ပူသာစိတ်ဆောနေပြီလားအဖေမိကဝယ်ရလေရွာကိုပြန်လာပြီးဆရာမလှုပ်စီခြင်းကနှွေနှွေအသီးပင်နှွေနှွေတို့နေတဝိုက်မှာလူငယ်လူရဲတွေပညာမသိမဲ လွယ်လွယ်ရသောမှောက်ခိုးလုံဝင်လုံးကြသည်ကိုဖေဖေမိမိတို့ကအားမကြပေခလေးတွေလည်းစာတင်ရကောင်းမှန်းမသိအထာသမားလုံးလီပဆန်ပေါ်ပေါ်တုံးရသည်ဟုသာနားလဲထားကြသည် ပူပန်တက်မီဆိုရင်တော့နွေနွေတို့မှတာဝန်ရှိသည်ပေနွေနွေတော့ပြန်မလို့ဆိုမမဝီဤရာယာနှုတ်ဆက်တန်ကိုနွေနွေနားရင်မှာတော့မချောမွေးလာပြီ ခါတိုင်းလိုရင်းနှီးဟမပါပဲနှိမ်ချလိုသောအသွင်ဆောင်ပေ၏ဟု နွေနွေကနာကြီးစွာတွေးတက်လာသည်နွေနွေကအဖေမေတို့စီခဏပြန်มาပါเจ้าဖွင့်ရင်တော့ပြန်လာရမယ်လीနွေနွေကမမဝေဤမျက်လုံးများကိုရဲဝင်းစွာရှင်းဆိုင်ရင်ခပ်ပြက်ပြက်ပြန်ပြောလိုက်သည်နွေနွေမှာမထင်မှတ်ပေအာအီနွေပြေလာသည် ဖြစ်နိုင်လေနော်နွေနွေနေကိုကျော်ကမကြခင်လက်ထက်တော့မှာဟုတခါလေးပြောချလိုက်ခြင်းသည် မဝေကခက်ထီထီပြောသည်။အော်အော်မသိပါဘူး။ဂျော်ကြီးကပြောတော့နွေနွေတော်ပြန်တော့မယ်ဆိုလားလို့မမဝေကတော့တွေးပူနေတာ။နွေနွေမရှိရင် စပယ်ပန်းတွေရောက်မို့ဘယ်သူတောင်းဝန်ယူမလဲလို့မစီမဆိုင်ပူရန်ကောဟုရင်ထဲမှာဒေါသဖြစ်မိ။ကိုကျော်ပြောမှုဒီကို ရုတ်တရက်တတိယသွားသည်။ခူးမဲ့လူမရှိတော့လေ။မိုးရွာရင် သူ့ဘာသာကြေကုန်မှာပေါ့မမဝေရ မမဝေကနွေးနွေးကိုအံ့ဩသောမျက်လုံးများဖြင့်ငေးကြည့်နေ၏နွေးနွေးသည်သူ့စပယ်ပန်းတွင်အတွေ့တွေးပြီးစိတ်ပူလာကပန်းလျာယူနေကြကောင်လေးကိုမာရသည်နင်းစောစောလာပြီးပန်းတွင်နိုင်အောင်ခူးပြီးနော်သိလားအမကဘလောက်ကြာမှမို့လို့လေငါမကြပါဘူးပြန်လာမှာပါမိုးမရခင်ပြန်လာမယ် ရွာရောက်တော့အဖေနှင့်အမေသည်နွေ့နွေ့ချင်တာချဲအိုမင်းရင်ရောလျက်ရှိသည်ကို တွေ့ရလေသည် နွေ့နွေ့သည် စပယ်မှန်မြချမ်းမှာသူတယောက်တည်းမိရောပျော်ရွှင်နေခဲ့သည်ဖြစ်ကိုနောင်ကြရလေသည်အဖေနှင့်အမေကတော့နွေ့နွေ့ပြန်ရောက်လာသည်ကို အလွန်ပင်ပျော်ရွှင်နေကြသည်နွေ့နွေ့ကိုဆရာမလှုပ်ဖို့ပြန်လာတာလားဟုရွာကလူတွေက ဝိုင်းမေးကြသည် နွေ့နွေ့သည် ရှင်ဖို့ရောင်ထနေသောချောင်းရီထဲမှာအင်ကြီးဗလာချင်းလျဲစော့ကစားနေကြသည် ကလေးငယ်များကိုကြည်ကရင်ထဲမှာနာကျင်လာသည် သူတို့ကြည်လာလေလေမှောက်ကိုထန်းသမားလုံးမပဲဟုတွေးကရင်မောနေမိသည်နွေးနွေးနေငယ်စဉ်ကကျောင်းတူနေခဲ့ဘူးသောယောက်ျားလေးများသည်ယခုအခါမော်လမြိုင်လမှုတန်းစီမှာ ကုံသေးကြီးတွေဤတပည့်တပန်းတွေအဖြစ်စကန်းသွားကြနေလေပြီ။ရွာမအနေကြတော့ ။စပယ်မြိုင်ချံကိုမင်းလူရလာသည်။ကလေးတစုကိုအိမ်မခေါ်ကမြမစာနေခနန်းတင်ချသင်ပေးသည်။အဖေနှင့်အမေသည် တပြုံးပြုံးဖြစ်လာကနွေးနွေးစာသင်ခန်းကိုဝါထံကချဲ့ပေးပြီးတနည်းအသင်မိုးပေးလေသည်။ကျောင်းဖွင့်ရက်နီးလာတော့ဘာပဲဖြစ်ဖြစ်ရန်ကုန်ကိုတစ်ခေါက်ပြန်မှဖြစ်အောင်မည်ဟုတွေးမိသည်။အဖေနှင့်အမေကတော့ကျောင်းကထွက်ခဲ့ပြီးရွာမှပြန်နေစေခြင်းသည် ဘွေရအောင်စပေးစာယူဖြေဖို့ဟုဘဟုတုတရှိသောအဖေကပြောသည်။နှွေနှွေအဖိုးနှုတ်ကတိပေးရန်ခန့်နေလေသည်။ရွာကိုပြန်ကန်းသည်ကိုကျော်နှင့်မတွေ့ကြရသည့်တွင်နှွေနှွေမှာဘာကူများစုံဖြဲမရပဲရှိနေသည်။သူစင်မမမဝီစီကစာတစောင်ရောက်လာ၏။နွင်နွင်မမဝီစာရေးလိုက်ပါတယ်။ ဒီစာဟာနွေနွေရဲ့အသင်းနှလုံးကို ထိခိုက်စေတယ်ဆိုရင်မဝေကိုခလွတ်ပါအချောင်းကိုပြောရမယ်ဆိုရင်တော့လူကြီးတွေကကိုကျော်နဲ့မဝေကိုသဘောတူကြောင်းလန်းကြတယ်။ကိုကျော်ကတော့ညင်းတာပေါ့။သူပါကြောင်းညင်းရတယ်ဆိုတာနွေးနွေးသိမှာပေါ့။ဇွန်လဆန်းမှာကိုကျော်အလုံးနဲ့တောင်းကိုပြောင်းရမယ်။လူကြီးတွေကမဝေကိုပါတဘာလေးထည့်လိုက်ချင်းကြတယ်။ကိုကျော်ကတော့နွေးနွေးကိုစောင့်ချင်ပုံပဲ။နွေးနွေးတို့ဦးလေးနဲ့တော်တော်ကနွေးနွေးပင်မှာရှိတယ်ဆိုတာပြောကြဦးလေ။ ကိုကျော်မီမီမှာသွေးတော်ရွာကရှိလို့တလောကစေးယုံတင်ရတယ်။အိနီနာချင်းမင်းမပြည့်ချင်မှုတဲ့နွေနွေတို့အတော်ကပြောတယ်။စပင်းမြန်ခြံတဝက်ကိုကိုကျော်တို့အမိကဝယ်ထားတာနွေနွေတိလား။မမဝီဤရှေလျားသောစာကိုတဝက်တစ်ပြက်သာဖတ်ပြီးနွေနွေတစ်ထားလိုက်သည်။နွေနွေကတော့ကိုကျော်နဲ့မတွေ့မချင်းဘာကူးများမဆုံးဖြတ်ချင်းပြီ။စပေးမြိုင်ကိုရောက်တော့မိုးတွေတဲတဲပင်ပင်ရွာနေ၏ မိုးနှင်းနှင့်စပင်နှင့်တွင်ရောပြီးတချံလုံးငွေကြိုင်နေသည်နွေနွေသည်သူ့ဝိစာအကျွင်းချမ်းများကိုတိတ်ဆိတ်စွာသိမ့်စီ၏နွေနွေနှင့်ကိုကျော်မနက်ကကြောင်းမာတွေ့သည်နွေနွေပင်မရှိတယ်ဆိုတာအကိုတကယ်မသိဘူးလားအကိုဘာမှမပြောကြဘူးနွေနွေရွာပြန်သွားတာလေကိုမသိဘူ အဲ့ဒီတော့ကအခုမမေနေမကောင်းတာနဲ့မမေကိုပြုံးလင်မှာအနားယူဖို့ခေါ်သွားရတယ်။နွင်းနွင်းနဲ့အခုဝေးသွားအောင်အခုမမေကနေမကောင်းချင်အောင်စောင်းတာပါ။နွင်းနွင်းသိပါတယ်။နွင်းနွင်းကိုရွာပြန်အောင်လေအတော်တို့ကိုလာပြောတာဖြေရမယ်။ကုကျော်ကတိတ်ဆိတ်နေတော့နွင်းနွင်းအံ့ဩလာသည်။ကုကျော်မျက်လုံးများကရီဝေတည်း၏။ဘာပဲဖြစ်ဖြစ်နွင်းနွင်းကုကျော်စကားများကလမ်းခုလက်မှာရက်တန်နေကြပြန်သည်။ နွေနွေကတိတ်ဆိတ်စွာ နားထောင်နေမှသီတော့ကိုကျော်သည် သူ့စကားကို သူဆက်ရတော်သည် လာကုန်ရင် အကိုအလုံးနဲ့တောင်ငူကိုသွားရမယ်နွေနွေအကိုနဲ့တူတူလိုက်ခဲ့ပါနွေနွေကရခင်ငါကလို့ထက်တန်ခြင်းမရှိတော့တော့ကိုကျော်မျက်လုံးများကိုကြည်ကမချီပြုံပြုံမိသည်အစကတော့နွေနွေဘာကူမှမဆုံးဖြတ်ရသေးဘူးခုတော့ပြက်ပြက်သားသားဆုံးဖြတ်လိုက်ပြီကို ူတစ်ပါးမျက်လုံးကိုရင်ဆိုင်ရင်တတိနေခဲ့သောနှွေးနှွေးကဆူရှသောမျက်လုံးများဖြင့်ကိုကျော့ကိုရင်ဆိုင်ရင်ပြောသည်ဘလို့ဆုံးဖြတ်ကြလဲနှွေး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 အကိုနဲ့မလိုက်နိုင်တော့ဘူးရွာကိုပဲပြန်တော့မယ်စပယ်မြိုင်ဟာလေနှွေးနှွေးအတွေ့အတိတ်ပဲမရှိတော့ဘူးစပယ်မြိုင်ဟာမကြခင်သူများလက်ထဲရောက်တော့မှလဲနှွေးနှွေးသိနေပါတယ်ဒီတော့နှွေးနှွေးရွာကိုပြန်တာအကောင်းဆုံးပဲ ဘာရီပြောနေရလဲနွိနွိရဲ့အကိုမယုံလို့လားအကိုနွိနွိပေါ်မှာဘယ်တော့မှသစ္စာမပြတ်ဘူးနွိနွိကရှိသည်သစ္စာဟုတ်လားကိုနွိနွိယုံပါတယ်အကိုဟာသစ္စာမဲတဲ့ယောက်ျားတယောက်အဖြစ်မခံဘူးဆိုတာဒါကြောင့်အကိုဒီစကားတွေပြောတာပေါ့ နွေးနွေးလိုချင်တာသစ္စာမဟုတ်ဘူးကိုရဲ့အချစ်အခုမှချစ်မရှိတော့ပါဘူး။အိုးမဟုတ်ဘူးနွေးနွေး။တော်ပါတော့အကိုရဲ့နွေးနွေးမျောလင်းခဲ့တာအရင်ကနွေးနွေးပေါ်ထားရှိတဲ့အကိုရဲ့ချစ်ကိုပါ။ခုတော့သွားပြီ။စပယ်ပူးတွေပွင့်သွားတယ်လို့ပါပဲ။အကိုနားမလဲဘူးနွေးနွေးရဲ့။အော်စပယ်ပူးလေးတွေဟာဖူးနေတော့မဲတန်မိုးရှိတာ။ပွင့်ပြီးအာသွားမှတော့ကြွေဖို့ပဲရှိတော့တယ်လေအကိုအစ်စ်တွေကကြွေကုန်ပြီထင်ပါရဲ့ နွေနွေသည် နေရမထားရက်သည်ကုကြောကြောခိုင်း၍စတင်ထွက်ခွာသည်နွေနွေကုကြောသည်နားလျက်ခတ်သောအမူအရာဖြင့်ငေးမောရက်ကြည်နေစေကုကြောခြေလန်းတွင်ဘာကြောင့်တုံဆိုင်နေသလဲဆိုတာနွေနွေကတော့သိပြီးနေပြီသစ္စာတရားကိုကြွေကြော်ပြီးကုကုကုကာကွယ်တော်လေနွေနွေကတော့အမှန်တရားကိုမြင်နေရသည် နေရစ်ခဲ့ပါတော့စပယ်ဖူးတွေကို ခုမြင့်သူမရှိသည်ဖြင့်နည်းနည်းအာယုံဦးမှာအစွမ်းကုန်ပွင့်အားလာကြသည်မိုးနှစ်လေးနှစ်ရော၍မှွင့်ရန်လိုက်တော့ကစပယ်ပွင့်တွေလွင်ကျွေးကုန်လေသည် ပန်းခင်းပေါ်မှရှာ၍နှွေးနှွေးရွာသို့ပြန်ခဲ့သည်ရုပ်ရှင်မဂ္ဂဇင်းဇွန်လ1980